ဒါလည်းကိုဗေယာလည်းကိုနေတဲ့ရဲတိုင်းကြီးကိုနောက်ကျသွင်းကိုနေတဲ့ရှယ်သိပ်ပေးလိုက်တဲ့ချန်ပီယံလောင်းစင်မြင်ကြီးပရိသတ်အမေရိကန်များရွှေရောအိုင်မတ်ခွန်ရှေကိုအေဂျင့်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရင်စင်မြင်ကြီးတို့ကတော့ကွင်းလက်တိုင်းလည်းကိုဗန်ပါဗေယာလည်းကိုဗန်ပါတဲ့ပွဲမှာရင်းနှံတိုက်ကိုဆွဲရိုက်ပြီးကျိုးကြလေးတို့ကိုအနီးကပ်ဖိအားပေးလိုက်ပြီးဖြစ်ပါရင်ချန်ပီယံလောင်းအသင်းဆိုတာဒီလိုပဲဒိုင်းကိုအသင်းနေမှရှယ်ဖြုတ်ရမယ်ဆိုတာစင်မြင်ကြီးတို့ကတက်တယ်ပြသွားခဲ့လိုက်တာပါကျင်းရုံဆိုတော့ရဲတိုင်းကြီးကိုစင်ကျင်ဘက်မှာမနိုင်တာနည်းနည်းရှိပြီဖြစ်ပြီးအများနဲ့ရဲတိုင်းကြီးတို့ကြောင့်ချန်ပီယံဆုနဲ့ကွက်လဲလွဲခဲ့ရတာဖြစ်ပါရင် ဂိမ်းမုံညီမလေးဂျိုးကြလေးတို့ကိုစီကိုအောင်နေရခြင်းဆင်မြင်ကြီးတို့ကတော့ပန်းပန်လိုနန်းဆန်လေးရှိပြီးဂူရှိလန်းသလားပြတိုင်သွားခဲ့ပြီလေဖြစ်ပါရင်ဒီဘက်မှာဖီအာဘလောင်းထိရဲရိုက်ကြီးပတ်ပါလဲဆိုရင်ဆင်မြင်ကြီးတို့ပနဒင်းတလုံးနှင်းနာသွားခဲ့တဲ့ထိပါပဲရောက်ခရက်ကိုကိုသမားနေပေါ့ဖျက်ထုတ်ပုံကျန်းတန်းခဲ့ပေမယ့်အနေကံပြခံခဲ့ရသလိုပနဒီဝါမရခရကတော့တော်တော်ဆိုးဆိုးပဲလို့ဆိုရမှာပါရာသီနဲ့ပနဒီကိုရာခဲ့ရင်ဆင်မြင်ကြီးတို့အတွက်ဒီပွဲကတတောက်တတာအေးစင်ကစားလို့ရပါရင်ဒါပေမဲ့နေလူးကြောင်နေပြီးရေနံအဖို့ခံထားတဲ့တိုင်းနေကြောင်းလွယ်ကူရမယ့်ပွဲကခက်ခဲသွားခဲ့တာဖြစ်ပါရင် မိုင်းနိုထရောဆက်တို့ကပွဲထွက်ကစားရင်သာအဆင်မပြေမယ်လူစားဝင်ကစားတိုင်းမှာအမြင်ခြေဆွမ်းပြောင်းအပြောင်းလဲလုပ်နိုင်တဲ့သူတွေဖြစ်ပါရင်ဒီဘက်မှာမာရီနိုကအတင်းအတွက်လူစားဝင်လာကယ်ပြီးစင်မြင်ကြီးတို့အတွက်အဖိုးတန်ခြေပါကိုသွင်းယူပေးကြတာဖြစ်ပါရင်စင်မြင်တို့ကအမြဲတမ်းကော်နာသွင်းဝင်နေကယ်တင်ပေးတဲ့ဘကာရီရဲကလည်းအချိန်ပေါ်မှာအဖိုးတန်နိုင်ကိုကိုတန်းကမောကနေတဆင့်ကောင်းတိုင်သွင်းယူပေးကြတာဖြစ်ပါရင်စင်မြင်တို့စင်ကြီးဘက်မှာ၃နှင်းဆက်မနိုင်တဲ့ချိန်စာဇုကနေလွတ်မြောက်နိုင်ကြတာလည်းဖြစ်ပါရင်ပွဲထွက်လူစင်မှာစင်မြင်တို့ဟာတိုင်းစင်မှာယော့ခရက်ကိုတင်ကစားခဲ့ပြီးတောင်ပိုင်းတစ်ဖက်မှာတော့ထရော့ဆက်စာကာတို့ကိုသုံးဆွဲကြတာဖြစ်ပါရင် ွဲလဲမှာတော့ NC Declarite ဆိုပြီးမန်နီတို့ရှိနေပြီးခန်းစစ်မှာ Color Fury ကားပြီးရင် Mosquera တင်းပါတယ်ဂိုလမအရာရာတို့ကိုသုံးဆွဲခဲ့တာဖြစ်ပါတယ်။ရဲတိုက်ကြီးတို့ကလည်း Anthony Gordon, Jacob Murphy, Jonathan Donnelly, Kumari အစရှိတဲ့အဓိကကစားသမားအစုံလေးနဲ့ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။စီမင်းတို့ဟာပွဲစကားတွေကရဲတိုက်ကြီးတို့ကိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ရဲတိုက်ကြီးတို့ဘက်ကလည်းထုံးစံအတိုင်းကြမ်းကြမ်းတန်းတန်းဖျက်ထုတ်ပုံနေနဲ့စီမင်းတို့ကိုတုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဝဲစားရင်လေးမိနစ်မှာအဆင်းရဲ့ဂိုရီယာအတွင်းအပိုင်းကန်ချက်ဂိုလမနေပုတ်ပုတ်ထုတ်သွားခဲ့တာကနှမျောစရာပါ ပွဲစားရင်73မိနစ်မှာတမန်တိုင်းစစ်ကနေအန်ဆေးမှပေးတဲ့ဘောလုံးကိုနျူကာဆယ်နောက်ခံလူတွေလူပေးမှရကနေဂိုရီယာအတွင်းယော့ခရက်ဥပမဲ့နိပိုရဲ့ဂျန်ဒန်ဖျက်ထုတ်တာကိုခံနိုင်ရပါတယ်ဒီလောကနိပိုလည်းအနီကဲထိအာဆန်လည်းပနဒီယာဖျက်မှာဆိုပေမဲ့ဗီယာကပြည်တယ်မဟုတ်ဘူးလို့တတ်မှတ်လိုက်တာပဲဖြစ်ပါတယ်အာဆန်ရောနေတာကယ်မီစမန်ကြီးဖန်လေးလည်းဆဲတန်ဆိုတန်နေဆူညံသွားခဲ့တာဖြစ်ပါတယ်စမန်ကြီးတို့ဂိုသွင်းခွင့်နဲ့ရခဲ့ပေမဲ့ထရော့ဆဲရဲ့ကန်ကျဲတိုင်းထိထွက်တာစသဖြင့်အလွယ်လွယ်အချော်ချော်ဖြစ်နေကြတာပါအာဆန်ရဲ့အပိုင်းကန်ဆဲကိုလည်းနိပိုကဆုံးခန်းတပံကာကွယ်ပြနေတာဖြစ်ပါတယ် ဝိုင်းရင်33ရက်မှာတော့စင်မြန်ကြီးတို့ဥဆောင်ကိုပေးလိုက်ရပြီတွန်နယ်လေးရဲ့ကန်နေပေးမှုကိုရဲတိုက်တိုက်စစ်မှုဝါတီမိုက်ကခေါင်းနိုင်သွင်းကိုသွားခဲ့တာဖြစ်ပါတယ်ဒုတိယရက်မှာတော့စင်မြန်ကြီးတို့ဂိုရီပြေအားဖို့ဆွမ်းကိုစူးစမ်းခဲ့ပြီးခက်ခဲကြတာပါဝိုင်းရင်မိနစ်80ကျော်မှာတော့မာရီနိုကရိုင်ယန်မတ်တင်ပေးမှုကနေတေးသက်သက်ခေါင်းတိုက်ပြီးခြေပါကိုစာယူပေးခဲ့ပါတယ်စင်မြန်ကြီးတို့အတွက်အနိုင်ဂိုးကိုတော့ပွဲပြီးကန်နေတောင်းကဘကနေဂါရီယာကခေါင်းတိုက်သွင်းကိုသွားခဲ့တာဖြစ်ပါတယ်ဒီနေ့ဝဲကြောင့်စင်မြန်ကြီးတို့ဟာကြိုးကြလေတော့ကိုနှစ်မှတ်အကွာနဲ့ဖိအားပေးနိုင်ခဲ့ပြီလေဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ ောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီကလေးကိုလည်း share ပေးချပါအောင်လို့ပြောနေနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ